မိင်္ဂလာပါရှင်2025ခုနှစ်မတ်လ29ရက်နေ့စနေနေ့မင်းယူချန်နယ်ညမပါပါပြန်အစီအစဉ်မှကျမလောက်လာဝင်ပါဒီကနေ့တင်ဆက်ပေးမယ့်ဒီသင်္ကန်းတော့ရူဟီကြောင့်အကျသေးဆိုင်ရာအစီအစဉ်စီဝေပွင့်တင်ပါဖို့ကုလကြီးကခန္ဓာဆောင်ဖြတ်ဆိုတဲ့တင်္ကန်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် မလေးရှားနဲ့ဖင်လန်တို့ကကုလထွေထွေညီလာခံတို့ကမတထပြုတင်သွင်းခဲ့တဲ့အစိုးပြုမူချမ်းကိုထောက်ခံမဲ140သမဲနဲ့ဂျာနေမဲ10မဲဖြင့်အတည်ပြုခဲ့ပြီးရိုဟင်ဂျာကျက်အသေးသည်နှစ်ရှည်လများကြာမြင့်ခဲ့ပြီးဤကမ္ဘာလုံးဆိုင်ရာအာရုံစူးစိုက်မှုအသည့်သည်အကျက်အသေးဖြည့်ရှင်းရာတွင်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့မှတ်ချက်ပြုခဲ့ပါကြ။ကုလသမဂ္ဂထွေထွေညီလာခံသည်မြန်မာနိုင်ငံရှိရိုဟင်ဂျာများထွက်ပြေးမှုနဲ့ တခြားလူနယ်စုများ၏အကျက်အသေးကိုကင်တွယ်ဖြည့်ရှင်းသည့်ကုလအစိမ့်မြင့်စီဝေးပွဲအတွေ့အစိုးပြုမူကျန်းတရက်အားဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။မလေးရှားနှင့်ဖင်လန်တို့ကကုလထွေထွေညီလာခံတို့ကမကထပြုတင်သွင်းခဲ့တဲ့အစိုးပြုမူကျန်းကိုထောက်ခံမဲ140သမဲနဲ့ဂျာနီမဲ100မဲဖြင့်အတည်ပြုခဲ့ပြီးရူဟင်ဂျာအကျက်အသေးသည်နှစ်ရှည်လများကြာမြင့်ခဲ့ပြီး ဤကဘာလုံးဆိုင်ရာအယုံစူးဆိုင်မှုအသည့်သည်အကျက်အသေးဖြည့်ရှင်းရကြွေအရေးကြီးတဲ့ချင်းလန်းတရက်ဖြစ်တယ်လို့မှတ်ချက်ပြုခဲ့ပါကြိမ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဤကုလသမဂ္ဂဆိုင်ရာအမြဲရန်ကိုယ်စားလှယ် MD ဆလာဟူဒင်နိုမန်ချောဒရီကအစိုးရဆုံးဖြတ်ချက်ကိုအတိပြုရာတွင်အဓိကအခမ်းအနားမှာပါဝင်ခဲ့ပြီးရုရှားမှအစိုးပြုထားတဲ့ပြင်ဆင်ချက်များအပယ်ချကမဲပေးရန်တောင်းဆိုခဲ့ပါတယ် ဘင်္ဂလားဒေ့ရှ်ရဲ့အစိုးရကနေရပ်ပြန့်ဖို့ရေးနိုင်ငံတကာရဲ့ကျုံ့ပန်းအားချုပ်မှုတွေကိုပြန်လည်အသက်သွင်းဖို့မျှော်လင့်နေတဲ့နယူးယောက်နိုင်စက်ကျူဘာလမှာကျွန်းပမဲ့ရူဟင်ဂျာအကြအသေးဆိုင်ရာအထူးညီလာခံစီဝေးပွဲမတိုင်ခင်ဤဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းသည်ရှေ့ရီမှာတစုံတရာတိုးတက်လာမဲ့ပုံရိပ်ဖြစ်တယ်လို့ဆိုပါခြင်းရူဟီဂျာကျက်အသေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်အခြေအနေတရက်အဖြစ်ကာလရှည်ချရှိနေ 2019ခုနှစ်ဩဂတ်စ်လ25ရက်နေ့နောက်ပိုင်းတွင်မြမစစ်တဲဤဖြုတ်ခွေမှုကြောင့်ရခိုင်ပြည်နယ်မှာရူဟင်ဂျာ9500ကျော်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးစေခဲ့ပြီးရူဟင်ဂျာကျပ်အသင်းဟာတိတိတတ်တတ်ကြီးထွားလာခဲ့ပါတယ်၎င်းတို့သည်ကော့စပါဆာရှိမရှိကမ္ဘာအကြီးဆုံးဒုက္ခသည်စခန်း၌လူဦးရေ၄သိန်းဝန်းကျင်နှင့်ပူးပေါင်းခဲ့ကြပါသည် မြန်မာဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား2019ခုနှစ်နေရက်ပြန်ပို့ရေးသဘောတူညီချက်ရှိတော်လဲရုဟင်ကြောင့်များသည့်ဘေးကင်းရေးနိုင်ငံတော်ဖြစ်ခွေးနှင့်အခြေခံခွင့်ရေးများကိုအမခန့်ချက်မရှိပေရုဟင်ကြောင့်ဒုက္ခသည်များနေရက်ပြန်ရန်ညှင်းဆုထားသောကြောင့်2019ခုနှစ်တွင် နေရက်ပြန်ရေးကျိုးပန်းမှုများအောင်မြင်မှုမရှိခဲ့ပါ2020ခုနှစ်တွင်မြန်မာနိုင်ငံ၌စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက် တတပန်ရေးရာညှိနှိုင်းမှုအလုံးကိုထိထိရောက်ရောက်ရပ်တန့်စေခဲ့တဲ့အခြေအနေမှာပုံမှန်ဆိုးရွားလာခဲ့ပါတဲ့တရုတ်နဲ့ညှိနှိုင်းဆွေးနွေးမှုတွေတောင်အတိတ်ပဲရှိရဲရောက်လာတွေထွက်လာခဲ့ဘူးမကြောသေးမီကရခိုင်ပြည်နယ်တွေအသက်ပြင်းလဲဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုများကြောင့်ရိုဟီဂျာရှစ်ပေါင်းပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအသွင်းသို့ထပ်မံဝင်ရောက်လာကနိုင်ငံ၏အရေးအမြစ်များကိုပုံမှန်တင်းကျပ်စိန်ခဲ့ပါတဲ့ အကြံပေးအရာရှိချုပ်မုဟမ္မဒ်ယူနပ်စ်ကလမ်းမဲ့ကုလသမဂ္ဂညီလာခံစိဝေပွင့်၌တာရှိခံဖြည့်ရှင်နေမြရရှိရေးအတွက်အကျိုးအကွေတစ်ခုပြည့်တင်သည်ဟု အလီပီပြောကြားခဲ့ပြီးကပောက်လုံးဆိုင်ရာစီလုံးညီညွတ်မှုကိုတောင်းဆိုခဲ့ပါကြ။နေရက်ပြည့်ရက်အတွက်ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းမှုများလိုအပ်ယခုလအစောပိုင်းတွင် ကော့စပါဆာရှိရိုဟင်ဂျာဒုက္ခသည်စခန်းများသို့တွားရောက်လဲပတ်ခဲ့သည့် ကုလသမဂ္ဂထွေထွေသွင်းရေးမှူးချုပ်အန်ဂျိုနီယိုဂူတာရက်စ်ကဒုက္ခသည်များ၏ဆန္ဒအလျောက်ဘေကင်းကရရှိတည်တဲ့ခိုင်မြဲတဲ့နေရက်ပြောင်းနိုင်ရေးသိချစေရန်နိုင်ငံတကာအပိုက်အဝန်၏တာဝန်ကိုထပ်မံအတိပြုခဲ့ပါတယ်သို့တော်လည်းဤပန်တိုက်ကိုအကောင့်အချေဖော်ရန် ပုံမခိုင်မာတဲ့ကမ္ဘာလုံးဆိုင်ရာဂတိကဝတ်များလိုအပ်ပါကြ။တင်းမြန်မာနိုင်ငံအပေါ်တန်တမန်ပြည်အားပေးမှုရိုဟင်ဂျာများကိုအခွင့်အရေးအပြည့်ဖြင့်ပြန်လာနိုင်စေရေးတိတ်ချစေရန် ပြစ်မှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုများနဲ့တန်တမန်ရေးရထိတွေ့ဆက်ဆံမှုမှတစဉ်စည်ရနာရှင်တို့အောင်တောင်းဝင်ခံရမည်။နေ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများတုံ့ပြန်ခြင်းဒုက္ခတဲ့တက္ကသမလေးတန်းခန့်ကိုလက်ခံခုလုံခွင့်ပေးထားတဲ့အိမ်ရှိဘင်္ဂလားဒေ့ရှ်ကဲ့သို့နိုင်ငံတနိုင်ငံအားဒုက္ခသည်များအရေးအပြည့်ရှောင်မတွေ့မခြင်းစင်ဆက်မပြတ်ထောက်ပံ့ပေးရန်အတွက်ဒဏ္ဍာရီကူညီလိုအပ်ပါတယ်။ လက်ရှိရန်ကုန်ငွေကွာဟချက်သည်ဒုက္ခသည်များ၏အစအတောင်ကျမရေးဆောက်ရှောက်မှုနှင့်ပညာရေးအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုများကိုချိန်ချောင်းလျက်ရှိပါကြ။တော့ဒေတာအသွင်းနှင့်ဗတ်ဆောင်ပူပေါင်းဆောင်ရွက်မှု ASEAN OIC FAARC နှင့် BRICS စသည်တို့၏အခွင့်အရေးနိုင်ငံများသည်မြန်မာနိုင်ငံအတွက်ဒေသအတွင်းလုံခြုံရေးနှင့်စီးပွားရေးမလုံများပါဝင်သည့်ဖြည့်ရှင်းချက်တရက်ကို စစ်ဆက်ညှိနှိုင်းရာတွင်တက်ကြွစွာပုံဝင်ဆောင်ရွက်ရမည်ဖြစ်သည့်လေရူဟီဂျာများအကျွဲ့တရားဥပဒေဆိုင်ရာအကအကွယ်များနိုင်ငံတကာအဖွဲ့အစည်းများမှရူဟီဂျာများကိုမြန်မာနိုင်ငံသားများအဖြစ်တရားဝင်အသိအမှတ်ပြုရန်တွန်းအားပေးသင့်ပြီး၎င်းတို့သည်နေရကြံကြိန်တွင်နိုင်ငံမဲ့မဖြစ်စေဖို့အာမခံရန်တွန်းအားပေးရမည်ရှေ့ခရီးဘလို့ဖြစ်ရမလဲ လာမဲ့96ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံသည် နောက်ဆက်များဆွေးနွေးရန်အရေးကြီးတဲ့ပလက်ဖောင်းတစ်ခုအဖြစ်ဆောင်ရွက်မည်ဖြစ်ပါကြ့။ဘင်္ဂလားဒေ့ရှ်သည်အဓိကနိုင်ငံတကာမိတ်ဖက်များနဲ့အတူရေရှည်ဖြည့်ရှင်းချက်ရရှိရဲ့အတွက်ဂတိပြုရန်အတွက်အလူရှင်နိုင်ငံများနှင့်ဒေသတွင်းအင်အားကြီးနိုင်ငံများကိုစုစည်းရန်ရည်မှန်ထားပါကြ့။ဤကုလဤအဆုံးအဖြတ်သည် တကပလုံးဤအာယုံစိုက်မှုကိုအတိတ်တဖန်ပြောင်းလဲရရှိစေပြီးအချက်ပြောင်းမှုတစ်ခုဖြစ်ပြီးစစ်ဆက်မပြတ်တန်တမန်ရေးကျိုးပန်းမှုများသည့်ဂတိကဝိများကိုလုံဆောင်ချက်အဖြစ်ပြောင်းလဲရန်အရေးကြီးပါကြည်ရူခိကြအချက်အသေးသည့်ဒေသတွင်ဝင်းထောက်ဝင်းပိုးတစ်ခုမျှသာမကကမ္ဘာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတာဝန်ရှိမှုကိုစမ်းသပ်မှုတစ်ခုလည်းဖြစ်ပါကြည်ပြည့်တော်တော်အေးအေးယူမှုမရှိပဲ တန်တဲ့ချီတဲ့လူတွေရဲ့အနာဂတ်တွေမတိကျမရေရာတဲ့အခြေအနေမှာရှိနေအောင်ကြီးဖြစ်ပြီးဒေသတွင်းတည်ငြိမ်ရေးသည့်ဆက်လက်အနေရရှိနေအောင်ကြီးဖြစ်ပါတယ်။ကပ္ပကြီးသည်ပြည်ထနာဆုံးပြည့်၍ပြည်နိုင်မှာမဟုတ်ဘူး။မြန်မာနိုင်ငံထဲတွင်ဖြည့်ရှင်းချက်ရှာရောက်ပါမည်ဟုအကြံပေးရာရှိချုပ်ယူနက်စကပြောကြားလိုက်ပါပဲ။